မဟုတ်မမှန်သတင်းလွှင့်နေသူတွေကိုတဲ့ပြောလိုက်တဲ့ဖြူဖြူတွေရန်ကုန်စယ်လီနယူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဖြူဖြူတွေကတော့အသက်ငငယ်ရွယ်ရွယ်နဲ့ကြိုးစားနေတဲ့စယ်လီတအုပ်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စယ်လီတွေထဲမှာဆိုရင်တော့ဒဏ်အခံနိုင်ဆုံးအပြောအခံနိုင်ဆုံးအစဲခံနိုင်ဆုံးစယ်လီတအုပ်လို့ပြောရမှာပဲဖြစ်ပါတယ်ဖြူဖြူတွေကအသက်ငငယ်လေးနဲ့ဟာတာပိုင်းမှာကျွမ်းကျင်နေတဲ့အတွက်သူ့ရဲ့ကျွမ်းကျင်တဲ့ဟာတာပိုင်းနဲ့ပရိသတ်တွေနဲ့ရင်းနှီးမှုရအောင်လုပ်ခဲ့တယ်လို့ ပွဲတွေမှာဆိုရင်လည်းတောက်လျှောက်ဆိုသလိုတချင်းတီဆူမှုတွေကပြုလုပ်နေရတာဖြစ်ပါတယ်တကယ်နမဲကြီးအမှုပညာရှင်တွေထက်တောင်မှဖြူဖြူထွေးကပွဲရများတဲ့ဆယ်လီတအူးလို့ပြောရမှာပဲဖြစ်ပါတယ်ဖြူဖြူထွေးကသူရရှိထားတဲ့ငွေကြေးတွေနဲ့အတူပရဟိတအလုပ်တွေကိုလည်းလုပ်ပါတယ်ဒါပေမဲ့ဖြူဖြူထွေးကိုအမြင်မကြီးတဲ့သူတွေကတော့ဖြူဖြူထွေးပါပဲလို့လို့နောက်ကနေဝေဖန်တိုက်ခိုက်နေတာဖြစ်သလိုကောင်းတာကိုပြောတာထက်ဆိုးတာကိုပြောတဲ့သူတွေကပိုများလို့သာနေတာဖြစ်ပါတယ်ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးအမြဲတမ်းဆိုသလိုဖြူဖြူထွေးက neglect လုပ်ထားခဲ့တာဖြစ်ပြီးတခါတလေမှ ာတော့ဟာတာဗီဒီယိုလေးတွေနဲ့သူ့ကိုဝေဖန်ပုတ်ချတဲ့သူတွေကိုပြန်လဲတုံ့ပြန်တက်တာမျိုးပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဖြူဖြူထွေးကသူ့ကိုမဟုတ်မမှန်တည်င်းလွင့်တဲ့သူတွေကိုတဲ့ပြောလိုက်ပါပြီ။သူတယောက်တည်းတင်ပြောတာမဟုတ်ပဲသူ့ရဲ့အမကပါဝိုင်းကူပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကဖြူဖြူထွေးကသူ့ရဲ့ဆိုရှယ်မီဒီယာမှာ Justin Bieber ရဲ့တခြင်းတစ်ပုဒ်ကိုကမာပြန်ဆိုခဲ့ပါတယ်။ Justin Bieber ရဲ့တခြင်းတွေက Red အပိုက်ကိုဖြူဖြူထွေးကကျွမ်းကျွမ်းကျင်ကျင်နဲ့တီးဆိုနိုင်ခဲ့တာပါ။သူ့အနေနဲ့ Justin Bieber တခြင်းတွေကိုငငယ်ကလေးကတောက်လျှောက်ဆိုသလိုနားထောင်ခဲ့တာဖြစ်တဲ့အတွက်အင်္ဂလိပ်လိုတီးဆိုရမှာတော့အခက်ခဲမရှိအထင်ကမရှိပဲအကောင်းဆုံးတီးဆိုနိုင်တာဖြစ်ပါတယ်။ဖြူဖြူထွေးကိုချစ်ကြတဲ့သူတွေကတော့ဖြူဖြူထွေးတီးဆိုတာကတော်တော်လေးကိုကောင်းပြီးဖြူဖြူထွေးက Red တခြင်းတွေနဲ့လိုက်ကြောင်းအားပေးထောက်ခံတဲ့သူတွေရှိသလိုဝေဖန်ကြင်ရဲ့ခြင်းတဲ့သူတွေကတော့ ဖြူဖြူထွေးတီဆိုတာက Justin Bieber ထက်တောင်ပိုကောင်းနေဆိုပြီးအမြင့်ရောက်အောင်ပြောပြီးရိုက်ချတဲ့သူတွေကလည်းများနေတာပါမြောက်ပေးတလို့လို့နဲ့အောက်ကိုပုတ်ချတဲ့သူတွေကပိုများနေတာပါဒါကြောင့်ဖြူဖြူထွေးကတခါမှသူဟာ Justin Bieber ထက်ပိုကောင်းနေလို့လည်းတခါမှမပြောဘူးတလို့မူရင်းအဆိုရှင်ထက်ကောင်းနေလို့လည်းသူ့ကိုသူမပြောဘူးပါဘူးဝါသနာပါလို့ငငယ်ကလေးကအားပေးခဲ့တာမို့လို့ဒီသချင်းကိုကြိုက်လို့ပြန်ဆိုတာပဲရှိပါတယ်လို့ပြောပြခဲ့တာဖြစ်ပြီးတချို့လူတွေကသူမပြောတဲ့စကားတွေကိုပြောပါတယ်လို့တလို့ Selena Gomez နဲ့တူတယ်လို့သူ့ကိုသူမ ပြောတာကိုလည်းဆလီနာဂိုမတ်နဲ့တူတယ်လို့ဖြူဖြူတွေးကသူ့ကိုယ်သူပြောကြောင်းလီဆယ်ပြီးပြောနေတာမျိုးတွေရှိတယ်။ဒါကြောင့်မလို့ဒီလိုမဟုတ်မမှန်သတင်းတွေကိုမလွှင့်ကြဖို့လည်းဖြူဖြူတွေးကပြောလာခဲ့ပါတယ်။ဒါအပြင်ဖြူဖြူတွေးတယောက်တည်းမဟုတ်ပဲသူ့အမကပါရန်တွေးတဲ့ပုံစံမျိုးနဲ့ဟာသားလုပ်ပြီးပြောပြလာခဲ့တာပါ။တကယ်တော့ဖြူဖြူတွေးကပရိသတ်တွေအပေါ်မှာဘယ်တော့မှရှိုင်းရိုင်းဆိုင်ဆိုင်တုံ့ပြန်တတ်တဲ့သူမဟုတ်ပါဘူး။ သူ့ကိုဝေဖန်တိုက်ခိုက်အပုတ်ချလာရင်တော့ဟာတလေးတွေနှော်ပြီးတော့ပြောခဲ့တာမျိုးပဲရှိပါတယ်။ဒါကြောင့်အခုလိုမျိုးမဟုတ်မမှန်သတင်းတွေပြောနေတဲ့သူတွေကိုလည်းဟာတလုပ်ပြီးတော့ပဲပြောခဲ့တာပါ။နောက်နောက်ဒီလိုမျိုးမပြောဖို့ကိုလည်းဖြူဖြူထွေးကမြေတားရက်ခံထားပါတယ်။ Justin Bieber နဲ့သူ့ကိုမရှင်ပါနဲ့သူကရှင်လဲမရှင်ရဲပါဘူးလို့ပုံပွင့်လင်းလင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တချို့ကတော့ဖြူဖြူထွေးကိုချစ်လို့ဘာလို့လို့လက်ခံနေတယ်လို့ဖြူဖြူထွေးကိုအပြစ်မြင်နေတဲ့သူတွေကလည်းအမြဲလိုလိုဝေဖန်အပုတ်ချနေတော့တာပဲဖြစ်ပါတယ်။ ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောမဟုတ်တန်ရသတင်းအမှားတွေပြောတဲ့သူတွေကိုတည့်ပြောလာတဲ့ဖြူဖြူတွေးပေါ်ဘလို့ရီထင်မြင်သုံးသပ်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်